အဲကျွန်တော်ဟို LGBT character နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုဘလို့ LGBT တယောက်အနေနဲ့အဲ့လိုပေါ်တော်တော်လောရမဲ့ဟာမျိုးကျွန်တော်မလုပ်ဘူးလို့ကျွန်တော်အအဒီလင်းကျွန်တော်ပြောခဲ့တယ်ပေါ့ဒါကကျွန်တော်တဦးတယောက်တည်းအတွက်ပြောတာပါအားလို့ဆိုကျွန်တော်ကိုကျွန်တော်ပြင်မြင်ရတဲ့အခါမှာဒီ character နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာတာကြီးလုံနေပေမဲ့ကျွန်တော်ဟာတာမဖြစ်ဘူးကျွန်တော်မရည်ရတော့ဘူးလို့ထင်လာတယ်အစာပိုင်းမှာတော့ကျွန်တော်ကအဲ့လိုအဲ့လိုမျိုး ရမတ်မကြီးဘူးပေါ့နော်နောက်ဆုံးအဲနောက်ပိုင်းမှာအဲ့လိုမိသားစုတခုရလိုက်တဲ့အချိန်မှာတက်ရောက်လာရေးကိုကိုတိုင်းလည်းဒီထဲမှာအဲ့လိုအောက်လန်နဲ့အလုပ်ခံလိုက်ရတာကွာမိမဒီမိမမယူခြင်းမနဲ့ယူလိုက်ရတာဆိုတာမျိုးလေးတွေပါတယ်အစတုန်းကတနာကြကောင်းတယ်နောက်ပိုင်းမှာလူရဲ့အတ္တတွေလူတယောက်ရဲ့အတ္တတွေလောဘတွေဒါတွေရှေ့တန်းတင်ပြီးတဲ့အခါမှာဘလို့အစိတ်အတော့မျိုးတွေဖြစ်လာမလဲဘလို့လောင်မြိုင်းမှုတွေဖြစ်လာမလဲဆိုတာတွေအများကြီးပါပါတယ်ဒီကားကပို့ပြီးတော့လောင်ပါတယ်ပထမကားရည်ထက်လေ ဘလို့လောင်မြိုက်မှုလဲဆိုတော့ကောင်ရိုးမီလိုလိုဖွဲမီလိုလိုနဲ့ကောင်ရိုးမီလိုဖွဲမီလိုနဲ့ခုလုံးပေါင်းလောင်နဲ့လောင်မြိုက်မှုဆိုတော့နည်းကြီးတယ်ပိုရိုင်းလည်းတိုးဆောင်ရတာတောင်ဝင်ယူရတာနည်းနည်းတောင်ဝင်ပိုကြီးတယ်နောက်ပိုင်းမှာကိုယ့်ကိုတော့မုန်းတယ်ပေါ့နော်ဒီကရိုက်တာတွေစီးမျောတဲ့အခါမှာအဲအဲ့လိုမျိုးတွေအများကြီးဖြစ်ခဲ့ပါတယ်အဲ့အတွက်အခုပြန်ကြည့်တဲ့အခါမှာလည်းကိုယ်ကအားရကျင်တဲ့မှုအရင်ကားတွေထပ်ပို့ပြီးတော့ရှိပါတယ်အကောင်းဆုံးဆက်ပြီးတော့စူးစမ်းဖို့လည်းအားဖြစ်ပါတယ် เนาะဒီ character နဲ့ပတ်သက်ပြီးတော့ပဲ character ပေါ်ကိုပဲစီးမျောခံစားပေးကြပါလို့ရတာရခံပါတယ်မမုန်းဆိုရင်ပဲအဲ့လိုနည်းနည်းအဲ့လိုပေါ့เนาะဟောပထမယုံတယ်မှဆိုရင်အာဒီလိုကားမျိုးတွေထပ်မရိုက်နေတော့အဲ့လိုပြောရမျိုးလေးရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကအဲ့လိုဘာပဲလှုပ်လှုပ်ပေါ့เนาะကျွန်တော်တို့တောက်တက်လဲရိုက်ဖို့တွေကအများကြီးရှိသေးတာဟုတ်ကျွန်တော်ဘာပဲရိုက်ရိုက်ဘာပဲဖန်တီဖန်တီကျွန်တော်ခံယူချက်တန်ရှင်းဖို့လိုတယ်ဒီကားကိုကျွန်တော် van character နဲ့ကျွန်တော်တာဝန်ယူပြီးတော့ပုံဖော်ဖြစ်တယ်ဆိုတာဒီလိုမျိုးလောင်မြိုင်းမှုတွေဒီလိုမျိုးအစိတ်အတော့တွေဘယ်မိသားစုမှမရှိစေချင်ဘူးဘယ်လူလူတွေမှမကောင်းတဲ့အချက်တွေများလာတယ်မကောင်းတဲ့အဲ့လိုအရာတွေလွှမ်းမိုးမှုတွေများလာတဲ့အခါမှာအဲမကောင်းတဲ့အရာတွေပဲဖြစ်လာမယ်ဆိုတာတွေကိုကျွန်တော်တို့ကအာကောက်ကွက်ကွင်းကွင်းမြင်အောင် message ပေးတဲ့သဘောပါပဲခင်ဗျာအဲတွေ့လာတယ်မှာတော့အကုန်လုံးကတယောက်တစ်မျိုးစီရမတ်တွေကလောင်မြိုင်းမိသားစုကိစ္စတွေရောလင်မယားကိစ္စတွေရောတားမိ အဲကိစ္စတွေအမွေကိစ္စတွေရောအကုန်လုံးဟိုဘတ်ပေါင်းဆုံးရတမျိုးဆုံးပေါင်းပြီးတော့လောင်ကြရတယ်ရမက်ကြီးကြရတယ်အတားကြီးကြရတယ်ပါတာပေါ့နော်စုံပါတယ်အဲ့လိုတမိသားစုလုံးကြီးတယောက်တစ်မျိုးစီကွာဒီမိသားစုကြီးမှာလဲပြီးတော့တိုင်ပတ်ပြီးတော့တက်လာမလားရန်နေဖြစ်ပြီးပြဿနာကြီးတက်နေကြရတာကြည့်ရလူတွေတော့နောက်ဘာဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားစရာတော့ကောင်းပဲဒါပေမဲ့တော်တော်စိတ်နှလုံးချမ်းမြေ့စရာမကောင်းတဲ့ ခံစားမှုမျိုးလေးတွေများလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီထဲမှာမှမကောင်းတာကိုမယူဘဲနဲ့ကောင်းတာတွေကိုဆွဲထုတ်နိုင်ရင်တော့ဒီဟာဒီဇကားကအရင်အကျိုးရှိတဲ့ဇကားတကားဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လူတွေမှာအတ္တတွေလောဘတွေမမာနတွေအေလိုချင်တတ်မှတ်မှုတွေရှော့ချနိုင်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျအဲ့လိုနောက်ပိုင်းကိုယ့်အကိုအဲ့လိုရွေးချက်ပြတာတွေလည်းရှိပါတယ်နောက်ပိုင်းအတက်ရရလာတဲ့အမြကိုယ့်အကိုစဉ်းစားမိတာလေးတွေ ကျွန်တော်တို့အမှုပညာလုပ်တယ်ဆိုတာဒီအဲကိုတေးဥဆောင်ဖို့အတွက်အဲဒီကိုနာမည်ကြီးဖို့အတွက်ကိုပတ်ဆက်ရဖို့အတွက်ပဲလုပ်နေလို့ဟိုအိဗယ်မရှိဘူးကျွန်တော်တို့အားလုံးအတွက်အိဗယ်ရှိရမယ်ရိုက်တဲ့လူတွေအတွက်ကောပရိုဂျူဆာအတွက်ကောဒီလုံဆောင်ကြီးကိုမောင်သမားတွေအားလုံးအတွက်ကောကျွန်တော်တို့ဒီကားကိုကြီးတဲ့ပရိသတ်တွေအတွက်ကောအကျိုးရှိတဲ့အိဗယ်ရှိတဲ့အရာတွေဆိုပိုကောင်းတယ်ပိုပြီးတော့ဖြစ်တဲ့နယ် ဒီရုပ်ရှင်ကနေပေးလို့ရတဲ့အရာတွေအများကြီးရှိတာကိုသိလာတဲ့အခါမှာကျွန်တော်အကျိုးရှိတာအတိတ်ပဲရှိတာလေးတွေပဲလုတ်ချင်တယ် message အမှားမပေးချင်ဘူးပြီးတော့ကျွန်တော်ပထမ interview တစ်ခုမှာကျွန်တော်ဖြေခဲ့သလိုမျိုးအဲကျွန်တော်ဟို LGBT character နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုဘလို့ LGBT တယောက်အနေနဲ့အဲ့လိုပေါ်တော်တော်လောရမဲ့ဟာမျိုးကိုကျွန်တော်မလုပ်ဘူးလို့ကျွန်တော် အဒီလင်းကျွန်တော်ပြောခဲ့တယ်ပေါ့ဒါကကျွန်တော်တူးတယောက်တည်းအတွက်ပြောတာပါအဲလို့ဆိုကျွန်တော်ကိုကျွန်တော်ပြန်မြင်ရတဲ့အခါမှာဒီဂရိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာတာကြီးလုံနေပေမဲ့ကျွန်တော်ဟာတာမဖြစ်ဘူးကျွန်တော်မရည်ရတော့ဘူးလို့ထင်လာတယ်အဲသူပြီးတော့ LGBT အကောင်လုံးလည်းကျွန်တော်အားနာလာတယ်အကောင်လုံးလည်းကျွန်တော်ကချစ်တယ် LGBT တွေအကောင်လုံးမှာတော်တဲ့လူတွေအဲစိတ်သဘောထားကောင်းတဲ့လူတွေအရင်အရင်ဟိုလို့ပြောအရေးချင်းရှိတဲ့လူတွေမှာအများကြီးကျွန်တော်လောကထဲမှာဆိုပုံများတယ် အဲပြက်ရယ်မပြုတ်တင်လို့ကိုယ့်ကိုထင်လာတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးထင်လို့ကိုတယောက်ဦးတယောက်တည်းအတွက်ပြောတာပါဟိုအားလုံးတဦးတယောက်ချင်းစီဖန်တီးနေကြတဲ့ဒီအမှုပညာတက္ကသိုလ်ကလုံးဟိုတယောက်ချင်းစီမှာတမျိုးချင်းစီခံယူချက်တွေရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဟိုကောင်းစေခြင်းနဲ့ပို့ပြီးတော့ကောင်းစေခြင်းနဲ့ဟိုကိုဖန်တီးလိုက်တဲ့ရုပ်ရှင်ကတကားကောင်းတယ်မိုက်တယ်ဆိုတာမျိုးပဲအကုန်လုံးရည်ရွယ်ကြတယ်ဘယ်သူမှဟိုဟိုလိုမျိုး မကောင်းတာမျိုးပေါ်တာမျိုးမဖြစ်ချင်ရအောင်ပေါ့နော်ဆိုတော့အကောင်လုံးကတော့ဒီလိုတလောကလုံးအနေနဲ့ပြောရရင်အကောင်လုံးကအကောင်းဆုံးကြိုးစားနေကြပါတာပါပဲအဲပြိသက်တွေအနေနဲ့ကိုလည်းကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအော်အပြစ်တင်တဲ့အရာတွေမများပဲနဲ့အပြုသဘောဆောင်ပြီးတော့ပဲဟိုမြင့်တင်ပေးကြပါလို့ပြောချင်တယ်။ဩဟုတ်ကဲ့အဲ့လိုတော့ကြောက်လားဆိုတော့မလိုပြောမပြောတတ်ဘူး။ကိုယ်လာပြီးတော့တက်ရောက်လာရင်တော့ကိုယ်ကမကောင်းတဲ့အရာတွေဖြစ်လာမ เนาะเอ่อแล้วเหล่าမျိုးတော့တစ်ခါမှအတွေ့အကြုံမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒါကြီးကတော့မကောင်းပါဘူးဘလို့ပဲဖြစ်ဖြစ်ဘလောက်ပဲအချစ်ကြီးကြီးအဲဒီလိုမကောင်းတဲ့နီလန်းနေနဲ့အဲလှုပ်တဲ့အရာတွေကဘရောမစစ်မှန်မှုလည်းရမှာမဟုတ်ဘူးကောင်းလဲမကောင်းဘူးเนาะဘွားလည်းတွက်လည်းမကောင်းဒီဘွားတွက်လည်းမကောင်းဆိုတော့မကောင်းတဲ့အရာကိုမလှုပ်တာပဲပို့ပြီးတော့ကောင်းပါတယ်ဒီထဲမှာလည်းအဲ့လိုမျိုး message ပေးတယ်ဆိုတာကလည်းအဲ့လိုအခုနပြောသလိုကျွန်တော်အမြင်အမှားတွေအလွဲတွေမယူသေးခြင်းဘူးဒီအောက်လန်းနဲ့လှုပ်တဲ့ ာမကောင်းဘူးနောက်ပိုင်းမှာဘယ်လိုမျိုးဒုက္ခတွေရောက်လဲဘယ်လိုမျိုးစုပ်ပြတ်တက်ပြီးဘဝပါပြတ်သွားလဲဆိုတာကိုပဲပြကြင်တာအဲ့လိုလုံးရအဲ့လိုဖြစ်တယ်ဆိုတာကိုသိစေချင်တာဟောသေးလားပြရမလားဒီဒီအောက်လန်းဆိုတာကြီးကိုကျွန်တော်တို့က highlight ထားပြီးတော့ပေါ်ပြနေတာမဟုတ်ပါဘူးဟုတ်ကဲ့အဲဒီဂျမက်ဇလန်တွဲကိုမဟာ application မှာထုတ်လင်းပြသနေပြီဖြစ်ပါတယ်အားလုံးစောင့်ရကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်